က်ဆိုင်ကနေပဲဒီကနောက်တစ်ဆိုင်ပေါ့နော်ထပ်ပြီးတော့မှဖွင့်လှစ်လိုက်တာပါဒီရဒီအစင်းလေးနဲ့ဘယ်လိုမျိုးဝက်စားလေးရှိထားတာတွေ့ရတဲ့အတွက်ဟိုအမြင်လဲဆန်းတယ်ပေါ့ဟုတ်တယ်ဘယ်လိုလဲကြည့်ရအဲကချင်ရိုးရဝက်စုံဝက်တဲ့မိန်းကလေးတွေမြင်နေဆိုရင်တော့ကြည့်ရပေါ့ယူတီဆပ်ပါရနာပါချိုရချင်တာတချင်တော့အင်ဒီယောက်တို့လိုက်စားမယ်ဝင်းတယ်လေးချပီယာ ဖီဖီလေးတို့ရွှေစင်တို့ကနေကြိုက်ရတဲ့မာကြီးဆိုတော့ဒါဖြစ်ဖြစ်လက်ကီးလက်လက်ကီးယူတာပေါ့လက်ကီးယူတဲ့ဘောပေါ့တို့ရွှေမိုးလည်းအကြအီးဖွင့်ကြပါ ဘက်လေးကဟိုဘက်ဆိုင်ကနေပါတူရနောက်တစ်ဆိုင်ပေါ့နော်ထပ်ပြီးတော့မှဖွင့်လှစ်လိုက်တာပါဒီဆိုင်လေးကတော့1384ကြာ50တန်လမ်းမှာရှင်းတို့ရှင်းဆင်းလည်းမိမိုင်းဟာမိမိုင်းလေးဘာလည်းကဘူလာပေါ့ ဒါဒီလိုကျွန်တော်တို့ဒီရှင်မိုးကချင်ရွေးရဒီဆိုင်လေးဆင်ပြေတာအဒူရီယာဆိုင်ဖွင့်ရတဲ့ရွေချက်ကတော့ဒီဘက်အဲဈေးချိုနောက်ဘက်ခြမ်းကဟို customer တွေရဲ့တောင်းဆိုချက်အရကိုဒီဘက်ခြမ်းလေးကိုဖွင့်လိုက်ရတာပါဟုတ်ကဲ့ဆိုင်မှာဆိုလည်းဒီဇင်းဒီဇိုင်းအစုံလေးထားထားပါတယ်ဟိုဆိုင်ဟောင်းထက်ကိုပို့ပြီးတော့မှ item တွေတိုးထားပါတယ်ရှင်းထားဒီနေ့ကတော့ရွှေမိုး ချင်ကချင်ဆိုင်ပေါ့နော်ကချင်လုံးကြီးမျိုးမျိုးစိုက်ခွင့်ပွဲကိုလာပြီးတော့မှာဖဲချုပ်ပြခွင့်လှစ်ပေးရဖြစ်ပါတယ်ခင်ဗျာဒါစိုက်စိုက်ခွဲပေါ့ဒါဒုတိယမြောက်စိုက်ပါခင်ဗျာဒါတော့မန္တလေးမြို့ကရွှေမိုးကချင်တိုင်းဟာဒါတို့ဒါဆိုင်ဆိုင်ဖွင့်ပွဲလေးပေါ့နော်ဆိုင်ခွဲဖွင့်ပွဲလေးမှာအချက်တွေဒါစင်တူလေးတွေစင်ထားတာပါရှင် ီဗီတွေတို့ရွှေစင်တို့ကနေကြိုက်ရတဲ့မအီးဆိုတော့ဘာဖြစ်ဖြစ်လက်ကီးလက်လက်ကီးယူတာပေါ့ဒီလိုတက်တန်းအကြာကြီးနေအောင်လေတက်လန့်ရှိရှိနဲ့အခုလိုပြောဟိုချိုးစားအမြောင်ထိမ့်သိမ့်နိုင်ဖို့ကလည်းမလွယ်ဘူးလေတချို့ဆိုလူပညာလောကပေါ်လိုက်ပြောက်လိုက်လည်းများတယ်နော်ဟုတ်ဟုတ်အဲ့ဒါဆိုတော့ကျွန်တော်ဒါလည်းလက်ကီးယူတဲ့သဘောပေါ်ဒုရွှေမိုးလည်းအကြာကြီးဖွင့်ချင်ပါ ွေးရဝက်ဆိုက်လဲဆိုတော့အရင်လဲစတယ်ဟိုအမြင်လဲတမျိုးစမ်းတယ်ပေါ့နော်ဒီတမားပုစုံမှာကချင်ရွေးရအစင်လေးနေဆိုတော့အရင်လဲဖြန့်ပါတယ်အမြင်စမ်းတယ်ပေါ့နော်ဟိုဒီလိုမျိုးဒီကချင်ရွေးရဒီအစင်လေးနဲ့ဒီလိုမျိုးဝက်ဆိုက်လေးရှိထားတာတွေ့ရတဲ့အတွက်ဟိုအမြင်လဲစမ်းတယ်ပေါ့ဟုတ်တယ်ဘယ်လိုလဲကြည့်ရအောင် You beat it out of the night. They say I'll make a change. Who you, who you, and I. ကိုင်းသားဝက်စုံဘယ်ဝက်စုံနေနေဝက်ရတာကိုမြန်နိုးပါတယ်ကချင်ဆိုရင်လည်းကချင်ရှမ်းဆိုရင်လည်းရှမ်းမျိုးစုံအဲ့လိုမျိုးတိုင်းသားဝက်စုံလေးတွေဝက်လိုက်တယ်ဆိုရင်အဲအဲစိတ်ထဲမှာ ကိုကိုနိုင်တိုင်းသားလူမျိုးလေးဖြစ်သွားတယ်เนาะဒါပေမဲ့ဒီမှာတော့ကျွန်တော်ကချင်ကချင်တဲလေးကိုကျွန်တော်ကိုပုံစံလေးကိုချုပ်လိုက်တာပေါ့เนาะဒါကလည်းရွှေမှုပါပဲဗျရွှေမှုကချင်လုံးကြီးရပါပဆိုးတွေဆိုရင်လည်းလာတယ်ကျွန်အဲဒီအဲကချင်လုံးကြီးတွေဆိုရင်လည်းအရန်လာတယ်အစင်လေးတွေရောပြီးတော့ဒီမှာဆိုရင်လည်းနှစ်တရာချီအဲ့လိုမျိုးဆိုရင်လည်းအပြည့်နေเนาะမျိုးစုံရှိပါတယ်ခင်ဗျာ အရန်လာပါခင်ဗျာမာထကအသားရေကောင်းတာပေါ့လေကောင်းတော့ဟိုကိုညီတူတာနဲ့အတိုင်းပဲပြီးတော့မထက်အသားရေကိုပို့ပြီးတော့လိုက်မဲ့အယောင်လေးကိုပဲကိုညီတူတာရွေးထားပေးပါပါဟုတ်ခရမ်းလေးခရမ်းလေးပေါ့ဟုတ်ဒီအယောင်လေးကကြမထက်အသားကိုပို့ပြီးတော့ဟိုပါပို့ပြီးတော့ပေါ်စီတာပို့ရင်တော့ဆိုလို့ရှိရင်ထက်တော့ကလေကချင်ဝတ်ဆောင်ဆိုလို့ရှိရင် တိတ်မှုပြီးတော့နားမလဲခဲ့အချိန်မဟုတ်ဖူးတဲ့အချိန်တုန်းကတော့အော်ကချင်ဝတ်ဆောင်ဆိုတာသူတို့လူမျိုးတွေပဲဝဲရတယ်လို့ကိုကထင်ခဲ့တာပေါ့နော်တကယ်တကယ်တော့ရွှေမိုးနဲ့ဆက်ဆက်ပြီးတဲ့အချိန်အစားကြီးကချင်ဝတ်ဆောင်အရန်ကြိုက်ပါကချင်ဝတ်ဆောင်ဝတ်ရတာအသားအေးရယ်ပြီးတော့လေဟိုပွဲတိုးတယ်ပေါ့နော်ပြီးတော့ကာလာဆိုလို့ရှိရင်လည်းဘလူးကာလာမျိုးပဲဖြစ်ဖြစ်ရှိရယ်ကျောတလေချိတ်တီမှာဆိုရင်ဟိုကာလာမသုံးဒီကာလာမသုံးဆိုတာရှောင်ရတဲ့ချိတ်လေးရှိတာဒီကချင်မှာじゃအဲ့လိုမရှိဘူး အပြာတောက်တောက်လိုချင်တာအပြာ နုလေးလိုချင်တာအပြာရင်လာလို့ကြာအပြာနဲ့ပတ်သက်တာအပြာပေါင်းမြောက်များစွာရှိရခရမ်းနဲ့ပတ်သက်ရင်လည်းခရမ်းပေါင်းမြောက်များစွာရှိရအစိမ်းဆိုလည်းသိတ်လာနော်ကြောက်စိမ်းရောက်စိမ်းရောက်လည်းအရင်မှအဲကြောင့်မလို့ကချင်ဝတ်ဆုံဝေးရတဲ့အခါမှာကိုကစိတ်ထဲမှာပျော်သွားတယ်ပေါ့နော်အဲလာနေတယ်လို့ထင်ရအကုတ်ကုတ်ကိုကြိုက်တဲ့အရာကြီးလည်းခြိုက်ပြရတယ်ဟုတ်ဟုတ် တကယ်တကယ်ကချင်မလိုပဲဖြစ်သွားရပေါ့နော်ဒီကချင်အစင်လေးတွေကိုအရန်ကြိုက်တယ်ဒီဟိုသူတချို့လက်ဆောင်ပေးမယ်ဆိုလို့ရှိရင်တော့မာဒီရွှေမွားကချင်တယ်တွေကိုပဲဝယ်ပြီးတော့လက်ဆောင်ပေးတာအဲဒါဆိုရင်ကြိုက်တယ်ကုကူတိုင်းလည်းဝတ်တယ်အရန်သဘောကျတယ်သူကဈေးအမြင့်နေလဲရှိရလေ ူက10သိန်းအထက်မှာလည်းရှိရယ်10သိန်းအောက်မှာလည်းရှိရယ်အနည်းဆုံးတော့5သိန်းနဲ့ရှိရယ်ဒါပေမဲ့တောင်းကနန်းလေးတွေလည်းရှိပါတယ်မျိုးစုံရှိရယ်ဝတ်ရတာကြောက်စရာလူမျိုးမျိုးရဟုတ်မဟုတ်ခွင့်နိုင်ပါဘူးရကဲကနေကျွန်တော်တို့ဆိုင်ကိုရောက်လာပြီဆိုရင်ကျူစီကိုနှစ်ခါဆက်ပါတယ်အဲ့လိုချီကြော်တာတွေ အဲ quality မကောင်းတဲ့ဟာတွေဆိုကျွန်တော်တို့ကဖယ်ပြီးတော့မှရကန်းရကန်းကနေကို design mode ကိုမတင်ဘူးပေါ့နော် design mode မှာတင်ထားတဲ့အထည်လေးတွေဟာဆိုရင် quality စစ်ပြီးသားဟိုအတုံးလုံးကအထည်တွေကအတန့်နေပဲတင်ထားပြပါတယ်ရှင်ဟုတ် မန္တလေးမှာဒီရွှေမိုးကချင်ထဲဆိုင်ကိုနှစ်ဆိုင်ရှိပြီเนาะမန္တလေးမြို့မှာတော့နှစ်ဆိုင်ခွဲပေါ့เนาะနောက်ထပ်အမျိုးမျိုးအနေနဲ့တိုင်းမှာဆိုင်ခွဲပေါင်းများစွာလဲထပ်ပြီးတော့မှဖွင့်နိုင်ပါစေလို့မချေဒီကနေပြီးတော့စုံကောင်းတောင်းပေးလိုက်ပါတယ်ရှင် အဲဒုတိယဆိုင်ခွဲလေးကတော့53တလန်83 84ကြားမှာရှိပါတယ်ရှင်84လမ်းနဲ့ပို့ပြီးတော့နှီးပါတယ်ဒီ53တလန်ကလည်းဆိုလမ်းမကြီးပုံမှာဆိုရင်တော့အဲထင်းထင်းလင်းလင်းလေးတော့ညီမလေးတို့စစ်စစ်မိထားပါတယ်ရှင်ဟုတ်